ဆာလာကိုတတန်းတိုးထားပေမဲ့အမ်ဘူမူကိုလည်းခေါ်ယူဖို့ဂျိုးပန်းအောင်မဲ့လစ်ပါဘူး။လစ်ပါဘူးတင်ကသူ့ရဲ့ကျယ်ပွင့်တိုက်စစ်မှုမိုဟာမက်ဆာလာကိုစာချုပ်သစ်ချုပ်ဆိုထားပေမဲ့လည်းဘရက်ကိုတိုက်စစ်ကစားသမားဘရိုင်းယန်အမ်ဘူမူကိုပါနူရီယီမှာခေါ်ယူဖို့ဂျိုးပန်းသွားပွဲရှိနေပါတယ်။အီဂျစ်လက်ရွေးကျင်တောင်ပန်တိုက်စစ်ကစားသမားဆာလာဟာမကြသေးမီကအန်ဖီမှာနှစ်နှစ်တတန်းရှိစာချုပ်သစ်တရက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးသူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ထင်ကျေးပေးမှုတွေကိုအဆုံးသတ်ခဲ့ပါတယ်။အခုခါမှာသူဟာဒီဗက်လော့ကပေါင်၄သိန်းဝန်းကျင်ရရှိနေပြီလို့ယုံကြည်ရပြီးဒါဟာသူ့ရဲ့အရင်စာချုပ်ပါလောက်ခလာစာထက်ပေါင်၅တောင်းခန့်တိုးမြင့်လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့လီဗာပူးဟာ သူတို့ရဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့အတွက်အစီအစဉ်တွေကိုဆက်လက်လုံဆောင်သွားဖို့ရှိနေပြီးတဆန်တင်းဌာနရဲ့ပေါ်ပြချက်အရလီဗာပူးကအန်ပူမိုရဲ့ခြေစွမ်းကိုသဘောကျနေပါတယ်။အန်ပူမိုဟာဆာလာလိုပဲဘယ်တန်ဖြစ်ပြီးအဓိကအားဖြင့်ညာတော်မှန်ကနေကစားတဲ့တိုက်စစ်မှုမျိုးလည်းဖြစ်ပါရဲ့။လီဗာပူးတင်းပြီးကအာနီစလော့ဟာမာစီဆိုင်မှာအင်ပါယာတစ်ခုတည်ဆောက်ဖို့ကြိုးပမ်းနေချိန်မှာဒီနေရာဒီမှာအတုံးစရိတ်ဖြစ်ပေါင်တန်းနေရာတီ30ခွင့်ရနိုင်ပါတယ်။ကင်မရွန်ရဲ့ရွေးစီကစားသမားအန်ပူမိုရဲ့ပြောင်းရွှေ့ခြေကတော့ပေါင်တန်း90ဝန်းကျင်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။အန်ပူမိုဟာ စနေနေ့က Brighton ကို Bradford က၄-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာနှကိုးသွင်းယူခဲ့ပြီးအခုဆိုရင်သူ့ရဲ့ဒီယာဒီပရီးမီးယားလိဂ်သွင်းကိုရေတွက်က၁၈ဂိုးထိရှိလာခဲ့ပါတယ်။ဒီယာဒီမှာအမ်ဘိုထက်သွင်းကိုပုံများတဲ့သူတွေကတော့ဆာလာ၊အလင်ဟာလန်နဲ့အလက်ဇန္ဒားအိတ်ဆက်တို့ပဲဖြစ်ပါတယ်။ Bradford တင်းရဲ့တိုက်စစ်မှာအဓိကကစားသမားအိုင်ဘန်တိုနီပွဲပဲပြစ်တင်ကြောင်းမကစားနိုင်ချိန်ကလေးကသွင်းကိုတာဝန်တွေကိုအဓိကထမ်းဆောင်နေသူဖြစ်တဲ့အမ်ဘိုမိုကိုလီဗာပူးပါဝင်အာဆင်နယ်၊ချက်စီးနဲ့မန်ယူနိုက်တက်တင်းတွေကပါအပြိုင်စိတ်ဝင်စားနေကြပြီးလာမယ့်နှစ်မှာပဲ Bradford ကထွက်ခွာနိုင်ပါတယ်။ today at AmagoGW. A Liverpool score! It's Mohamed Salah's 100th